ကြောက်ကယောဂကြောင့်စေကုတောင်ရဲ့အသက်ဆက်နေရတဲ့လို့လှပတဲ့ပုံရိပ်တွေပြက်ကွယ်သွားခဲ့ရတဲ့မြို့သမီးလေးပရိသမယာလုံးပဲမင်္ဂလာပါမာဒဂါဖေ့စ်ကနေချက်ဆူလိုက်ပါတယ်ဒီနေ့ခေတ်ကြီးမှာယောဂဝေဒနာတွေက96ပါဆုံးနေအောင်ဖြစ်ပေါ်နေတတ်တာဖြစ်ပြီးအခုနောက်ပိုင်းအဖြစ်များဆုံးကတော့ကြောက်ကယောဂပါပဲကြောက်ကယောဂကစေကုတောင်စိတ်များစွာကုန်ကြတဲ့အပြင်ဝေဒနာတဲ့အနေနဲ့လည်းဒုက္ခများစွာခံရပြီးနောက်ဆုံးမှာတော့အသက်ပါဆုံးပါနိုင်ခြင်းရာဂန်တို့များကြပါတယ်ပြန်လည်သက်သာလာသူတွေကလည်းအနည်းငယ်များတော့ရှိကြပေမဲ့အများစုကတော့အသက်အနည်းရရှိကြတဲ့အထိဖြစ် ကြရပင်မသိဆုံးခင်မှာလဲဝေဒနာများစွာကိုခံစားရတာပေါ့။ကြောက်ကယောဂဝေဒနာရှင်တွေကယောဂဖီစီမှုဓာတ်တွေကြောင့်ရုပ်ပိုင်းဆိုင်ရာမှာထိခိုက်မှုတွေကြုံတွေ့ရပါတယ်။အခုလက်တလုံးမှာတော့ကြောက်ကယောဂခံစားနေရတဲ့ဝေဒနာရှင်မျိုးသမီးလေးတစ်ယောက်ကသူ့ရဲ့ယောဂအကြောင်းကိုလူအများသိအောင်တတော်ကနေတဆင့်ပြဝေပေးနေရင်းနဲ့လူသိများလာခဲ့ပါတယ်။အစောပိုင်းမျိုးသမီးကကြောက်ကယောဂမခံစားရခင်အရင်တစ်ချိန်ကတော့လှပတဲ့ပုံရိပ်လေးတွေနဲ့ငယ်ရွယ်မှုပြောနေတဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တာပေါ့။ လွန်ခဲ့တဲ့၃နှစ်လောက်ကဆက်လို့ကြောက်ကယောဂဖြစ်ပွားခဲ့ပြီးတဖြည်းဖြည်းနဲ့သူ့ရဲ့အလှပတွေကပျောက်ကွယ်သွားခဲ့ရပါတယ်။ကြောက်ကဝေဒနာရှင်တွေအနေနဲ့အစပိုင်းမှာတော့ပုံမှန်ဆေးကုသမှုခံယူရုံနဲ့အဆင်ပြေနေသေးပေမဲ့နောက်ပိုင်းမှာတော့ယောဂသဲလာတာနဲ့အမျှကြောက်ကဆေးရထွက်တာဖြစ်ပါတယ်။ကြောက်ကယောဂဝေဒနာရဲ့အသေးဆုံးအခြေအနေအဆင့်၅လောက်ရောက်လာပြီးဆိုရင်တပတ်ကို၃ချိန်လောက်ထိဆေးရပြီးလေပင်ရင်ပန်းနဲ့ပေါင်ဒါမှမဟုတ်လက်အကျောကိုဖောက်ပြီးကြောက်ကဆေးပေးရတာပါ။အခုအခါမှာတော့နမဲကြီးနေတဲ့ကြောက်ကယောဂရှင်မျိုးသမီးလေးကလည်းတပတ်ကို၂ချိန်လောက်ထိကြောက်ကဆေးနေရ ရတာပေါ့တကယ်တော့တပတ်ကို၃ချိန်လောက်ထိစေပေးရမှာဆိုပေမဲ့တခါစေးရင်စေကိုသားစီမြန်မာငွေချက်တသိန်းကျော်ကျတဲ့နာကြောင့်ဇယိစကကြီးမလို့တနိုင်တလောက်ပဲစေးရတဲ့အချိန်တွေဖြစ်နေကြတာပေါ့တချို့ဝေဒနာရှင်တွေဆိုရင်ကြောက်ကဆေးရတဲ့အချိန်ရင်းများလာတဲ့အခါဇယိစကတွေမတက်နိုင်လို့လက်လျှော့လိုက်ရတာတွေလည်းရှိတတ်ပါတယ် ဒါကြောင့်ကြောက်ကယောဂဖြစ်ပြီးဆိုရင်အသက်အန္တရာယ်နဲ့အတော်ဒီဆက်တယ်လို့ယူဆကြတာဖြစ်ပြီးလုံးဝအရှင်းပြောက်ခင်းခြင်းရင်တော့ကြောက်ကအစာထုတ်ကုသမှုနဲ့ပဲပျောက်ခင်းအောင်လှုပ်ဆောင်လို့ရမှာပေါ့ဒါပေမဲ့ကြောက်ကအစာထုတ်မှုကလည်းမြန်မာငွေကျပ်သိန်းထောင်ကျော်ကုန်ကျနိုင်တဲ့လို့မြန်မာနိုင်ငံမှာကုသဖို့လည်းမလွယ်ကူလှပါဘူးဒါကြောင့်ကြောက်ကဝေဒနာရှင်မဖြစ်ရလျောင်းဆိုပါမျိုးသမီးကသူ့ရဲ့ယောဂဝေဒနာအကြောင်းကိုပညာပေးမျှဝေပေးနေကြတာပေါ့ကြောက်ကယောဂကြောင့်တစ်ချိန်ကနုနယ်လှပမှုတွေလည်းပျောက်ဆုံးသွားပြီး1.5ပူရာတွေပါဖြစ်ပေါ်လာရပါတယ် သူရန်လာပမှုတွေပြောင်းဆုံးသွားပြီးရုပ်ချိပြောင်းလဲမှုတွေကြောင့်အစောပိုင်းမျိုးသမီးကတချိန်ကပုံလေးတွေကိုပဲအမှတ်တရထုတ်ကြည့်နေရတာပေါ့သူရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုရသူတွေကလည်းစင်မကောင်းဖြစ်နေကြပြီးမမြင်တဲ့သဘောတရားတွေအပေါ်တံဝေကတွေလည်းရောက်နေကြပါတယ်အစောပိုင်းမျိုးသမီးကတော့သူ့လိုယောဂကြီးမခံဆန်းရအောင်ဆောင်းရွှန်းဆောင်းရွှန်းတွေကိုမျှဝေပေးနေပြီးဂယူဆိုင်ချဖို့အသိပေးနေခဲ့ပါတယ် ကြောက်ကယောဂါကအပူအဆက်တွေအငန့်တွေနဲ့အချိုရည်ဆောက်တဲ့အစာတောက်တွေအစာများရင်ဖြစ်တတ်ပြီးတော့သွေးတိုးယောဂါရှိသူတွေကလည်းကြောက်ကယောဂါနဲ့နှိစက်နေကြတာပေါ့ဒါတွေကိုအစောပိုင်းယောဂါရှင်မျိုးသမီးကပြန်မျှဝေပေးပြီးသူ့လိုမဖြစ်စေဖို့သတိထားမိအောင်အချင်းချင်းသတိပေးနေတာဖြစ်ပါတယ် ချစ်ရှုမိသူတွေကလည်းတနာမိတာကြောင့်ဆေးဘဝကားတွေပါတနိုင်တလောက်လှူဒန်းဖို့ပြင်ဆင်နေကြပြီးအချို့ကတော့ဆေးမိတိုတွေကိုပြန်မျှဝေပေးနေကြပါတယ်။လပချောမော်ရဲ့မိန်းကလေးတစ်ယောက်ကနေယောဂဝေဒနာဖြစ်စေမှုကြောင့်ရုပ်ပြောင်းလဲသွားရတဲ့အမျိုးသမီးကိုကြည့်ပြီးသင်္ခါရသဘောတရားတွေပါတွေ့မြင်လာရတာပါ။ ယောဂအရှင်ပြောက်ဖို့မလဲကိုဗိမဲ့သနာခိနာတမိတာကြောင့်အမျက်ဆုံးသက်သာစေဖို့ဆုတောင်းပေးနေကြတာလည်းဖြစ်ပါတယ်။ပြည်သက်တို့အနေနဲ့လည်းကြောက်ကယောဂဝေဒနာအပါဝင်ယောဂဗျာအပေါင်းကင်းဝေးအောင်ကျမရဲ့အသိပညာတွေနဲ့ရှောင်ရှားနေထိုင်ကြဖို့တိုက်တွန်းပေးလိုက်ပါတယ်နော်။ TikTok ကကြောက်ကဝေဒနာရှင်မြို့သမီးလည်းအမျက်ဆုံးသက်သာလာစေဖို့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။